်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဖျားသခင်ရဲ့ခြေစွပ်ကိုချီးမွမ်းပါတယ်ကျွန်တော်တို့အလုံများနေတဲ့အသက်တာများမှာဖျားသခင်အတွက်အရေးကြီးကြောင်း ျွန်တော်တို့ဆင်ခြင်ဖို့ရန်အတွက်ဘုရားသခင်ကို အချိန်ပေးဖို့မပြက်ကွက်နဲ့ဆိုတဲ့ဒီကောင်းစဉ်နဲ့နှုတ်တော်ကိုဆင်ခြင်သွားခြင်းပါတယ်ကျွန်တော်တို့လူအနေနဲ့အမျိုးမျိုးသောအလုပ်တွေများနေတဲ့အချိန်မှာတယောက်ယောက်နဲ့ဆက်ဆံရေးအတွက် အချိန်ပေးဖို့ခက်ခဲနိုင်တယ်ဆိုတာကိုကျွန်တော်တို့အားလုံးသိနာလည်နိုင်ပါတယ်ကိုယ့်ရဲ့အိမ်မှာလှုပ်ရှားတွေအများကြီးရှိနိုင်တယ်ကျွန်တော်တို့မှာလုပ်ငန်းခွင်အလုပ်တွေလောကပညာသင်ကြားခြင်းတွေဒါမှမဟုတ် အိမ်မှုကိစ္စလှုပ်ယိုးလှုပ်ဆင်အလုပ်တွေမှာအချိန်ပိုယူရပါလိမ့်မယ်ဒီလိုအခြေအနေတွေမှာဘုရားခင်နဲ့အချိန်ယူဖို့အရေးကြီးတဲ့အကြောင်းကျွန်တော်တို့သိနေပေမဲ့လည်းတခါတလေမှာကျွန်တော်တို့ဟာဘုရားခင်နဲ့အချိန်ယူဖို့ရုန်းကန်နေရတတ်ပါတယ်ဒါကိုကျွန်တော်တို့သိထားကြပါတယ်ဘုရားခင်နဲ့အချိန်ယူခြင်းကကျွန်တော်တို့လှုပ်ဆောင်ရမယ့်အရေးကြီးဆုံးအရာတွေတဲကအချက်ဖြစ်တယ်လို့ လှုပ်ဆောင်ရမယ့်အရာတွေရဲ့ထိတ်ဆုံးမှထားထားရမယ့်အရာလည်းဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ဘုရားသခင်ရဲ့အချင်းယူခြင်းဟာလုံးဝပြက်ကွက်နေတတ်ကြတယ်။ဒါကတော့ဘုရားသခင်ရဲ့သားသမီးတယောက်အနေနဲ့လုံးဝမဖြစ်သင့်တဲ့အချက်ပဲဖြစ်တယ်။ကျွန်တော်တို့အနေနဲ့ယုံကြည်ခြင်းမှကြီးထွားပြီးတော့သခင်ယေရှုခရစ်တော်နဲ့နီးစပ်လို့မယ်ဆိုရင်ပရះသခင်ရဲ့နှုတ်ကပတ်တော်တမန်ကျမ်းစာကိုအချိန်ပေးပြီးတော့ဖတ်ရှုလေ့လာရမှာဖြစ်တယ် ။ဒါကြောင့်ယောမအခန်းကြီး30အငယ်7ခွန်မှာတို့ဖြစ်၍ယုံကြည်ခြင်းသည်ဈာနာခြင်းအားဖြင့်ဖြစ်၏။ဈာနာခြင်းသည်လည်းပရောဖက်ဤစကားတော်အားဖြင့်ဖြစ်၏လို့ကျွန်တော်တို့ကိုတွင်တင်ထားခြင်းပဲဖြစ်တယ်။နောက်ကျွန်တော်တို့ဟာပရောဖက်ရဲ့ချစ်ချင်းမြတ်တာသူ့ရဲ့တရားမြတ်တာမှုကယုဏတော်နဲ့သူ့ရဲ့အစီအစဉ်တွေအကြောင်းကိုလေ့လာ သင်ယူရမှာဖြစ်တယ်။အဲ့ဒါမှသာကျွန်တော်တို့ဟာကိုရောနဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးကိုပို့ပြီးတော့မှနားလည် တဘောပေါက်နိုင်မှာဖြစ်တယ်။ကျွန်တော်တို့ပဂတိအခြေအနေကိုကုတော်ကိုထုတ်ဖို့ပြသပြီးတော့ကျွန်တော်တို့ပြောင်းလဲဖို့အတွက်ကုတော်ကိုတောင်းဆိုတင်ပါတယ်။မတဲအခန်းကြီးခွန်အငယ်ခွန်မှာတောင်းကြလော့တောင်းရင်ရမယ်။ရှာကြလော့ရှာရင်တွေ့မယ်။တကားကိုခောက်ကြလော့ခောက်ရင်ဖွင့်မယ်လို့ဂတိစကားဆိုထားတဲ့အတွက်ကျွန်တော်တို့ဟာကိုတော်ကိုခွင့်ပြုမယ်ဆိုရင် ကိုတော်ကကျွန်တော်တို့ကိုသူ့ရဲ့အလိုတော်ကိုအတိအမှတ်ပြုတဲ့ လူသစ်တွေအဖြစ်ကိုပြောင်းလဲပြီးမှဖြစ်တယ်။ယောမအခန်းကြီး၁၂အငယ်၁မှာသင်တို့ဒီလောကီပုံသဏ္ဍာန်ကိုမဆောင်ကြနဲ့။ကောင်းမြတ်သောအရာနှင့်တပွေသောအရာ၊စုံလင်သောအရာတည်းဟုသောဘုရားသခင်အလိုတော်ရှိသောအရာသည်အဘေးအရာဖြစ်သည်ကိုသင်နိုင်မည်အကြောင်းစိန်လုံးကိုအစ်စ်ပြင်ဆင်၍ပုံသဏ္ဍာန်ပြောင်းလဲခြင်းတို့ရောက်ကြလုံ လို့တိုက်တွန်းထားပါတယ်။ ကျွန်တော်တို့အနေနဲ့ကိုရိုနဲ့ဝေးကွာစေတဲ့လူမှန်မာနနဲ့တကူကောင်းဆံမှုကိုဆွံ့လွတ်ဖို့အတွက်အစကတည်းကဆွံ့လွတ်လို့စိတ်ရှိရပါမယ်။ပြားသခင်ကျွန်တော်တို့ကိုပြောင်းလဲစေတာနဲ့အများကျွန်တော်တို့မှာကျင်းဝတ်နေတဲ့တန်ရှင်းသောဝိညာဉ်တော်အပြင်ဆင့်သက်လာတဲ့ဝိညာဉ်အသီးအနှံတွေဂလာတိအခန်းကြီးက အငယ်22ကနေ23မှာဆိုထားတဲ့အတိုင်းထွက်ပေါ်လာမှာဖြစ်တယ်။ယောဟန်အခန်းကြီး14အငယ်7ခွန်မှာ ထိုဝိညာဉ်တော်ကိုလောကီသားတို့သည်မသိမမြင်သောကြောင့်မခံမယူနိုင်ကြ။ထိုဝိညာဉ်တော်သည်သင်တို့နှင့်အတူတည်နေ၍သင်တို့၌ရှိတော်မူသောကြောင့်သင်တို့သိရကြ၏လို့ပြောထားတဲ့အခါကျွန်တော်ဟာဝိညာဉ်တော်မှာကျင်လည်ရင်းနဲ့ကျွန်တော်တို့အတ္တဓာတ်ကိုကိုရောကိုထိန်ချုပ်ခွင့်ပေးခြင်းအပြင်ကျွန်တော်တို့ကိုရောကိုပို့ပြီးတော့မှယုံကြည်လာမှာဖြစ်တယ်။ကောလောသဲအခန်းကြီးနဲ့အငယ်ခွန်မှာ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တကွာယုံကြည်ခြင်းတိုးပွားပြည့်စုံလျက်ထိုသခင်၌ကျင်လည်ကြလွန်လို့ဆိုထားပါတယ်အဲ့ဒီလိုဆိုထားတဲ့အခါမှာကျွန်တော်တို့အချိန်နာရီတိုင်းမှာကိုရောမှာကျင်လည်ရင်းနဲ့ကိုရောရဲ့ကျေးဇူးတော်အားလုံးကိုချီးမွမ်းခြင်းနဲ့အတူယုံကြည်ခြင်းတိုးပွားပြည့်စုံနေကြဖို့ဖြစ်တယ်ဒါတွေကိုကျွန်တော်တို့သိထားကောင်းသိထားနိုင်ပါတယ်ဒါကမှန်ပါတယ်ကျွန်တော်အလုပ်တွေများနေတဲ့အချိန်လှုပ်ရှားများနေတဲ့အချိန်တွေမှာဘဝအတွက် အလုတ်တွေကရှုပ်နေနိုင်ပေမလဲတခါတလေမှာကျွန်တော်တို့အနေနဲ့ဘုရားသခင်နဲ့ကိုရောရဲ့နှုတ်ကပတ်တော်ကျွန်တော်တို့စိတ်ထဲမှာတည်နေဖို့နီလန်းရှာဖွေပြောတီထွင်ဖန်တီးမှုတစ်ခု ပြုဖို့လိုအပ်ပါတယ်အလုံမများတဲ့အချိန်မှာဘုရားသခင်နဲ့ပုံမှန်အချိန်ယူကြရမှာဖြစ်ပေမဲ့လည်းအလုတ်တကယ်ပဲများနေတဲ့အချိန်တွေမှာဘုရားသခင်ကိုကျွန်တော်တို့အသက်တာအတွင်းတဏိတာအစိတ်အပိုင်းတစ်ခုဖြစ်အောင်အကြံဉာဏ် တချို့အနေနဲ့တပတ်တာအတွင်အ धिक ဆင်ချင်မှတ်သားထားဖို့ကျမ်းပိုက်တချို့ကိုရှာဖွေပြီးတော့အမြဲထင်သာမြင်သာနေရာတစ်ခုမှာရေးထားဖို့ဖြစ်တယ်ကျွန်တော်အဲ့ဒါကိုအမြဲမြင်နေတဲ့အခါမှာကျမ်းပိုက်ကိုဖတ်ပြီးတော့အဲ့ဒါနဲ့သက်ဆိုင်တဲ့စုတောင်းချက်တူတူတစ်ခုအားဖြင့်ဘုရားခင်ကိုစုတောင်းဖို့ပဲဖြစ်တယ်ဥပမာအနေနဲ့ဟေရှာယအခန်းကြီး26အငယ်3မှာတစ္ဆာဆောင်ရင်းဖြောက်မှတ်တော်လူမျိုးဝင်ပါစေ စိန်လုံးတည်ကြည်သောသူသည်ကိုရော၌ခိုလုံသောကြောင့်ငြိမ်သက်ခြင်းတသက်ရှိမည်အကြောင်းစောင့်ရှောက်တော်မူလိမ့်မယ်ဆိုတဲ့ကျမ်းချက်ကိုရေးထားပြီးတော့အဲ့ဒါကိုအဲ့ဒါကိုမြင်တဲ့အခါဘုရားသခင်ကိုကိုရော်ကိုစိန်လုံးအထဲမှာယုံကြည်နိုင်တဲ့အတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်အလုပ်တွေလုပ်တဲ့အခါငြိမ်သက်ခြင်းကိုပြီးမယ်ဆိုတာကိုဂတိပြုထားတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုပြီးတော့မှတူတူတုတ်တုတ်နဲ့ဆုတောင်းနိုင်ပါတယ် ကျွန်တော်တို့အနေနဲ့ကြောင်းဒါမှမဟုတ်လုပ်ငန်းခွင်ကိုသွားဖို့အဆင်သင့်ဖြစ်နေတဲ့အချိန်မှာစန်းစာအတန်တွင်းထားတဲ့ MP3 ကိုနားထောင်ခြင်းအပြင်နှုတ်ကပ်တော်ဆင်ခြင်ခြင်းကိုအစာပြုနိုင်ပါတယ်။အဲ့ဒီလိုလှုပ်ခြင်းကကျွန်တော်တို့စိတ်ကိုတစ်နေ့တာလုံးကျွန်တော်တို့နဲ့အတူသေဆောင်နိုင်တဲ့အပြုသဘောဆောင်တဲ့သခင်ယေရှုခရစ်တော်ကိုချီးမြှောက်လိုတဲ့အတွေ့အထိနဲ့ပြည့်နေစေမှာဖြစ်တယ်။တစ်နေ့တာလုံးသူကိုဆွေးမြဲစေအောင်ကူညီပေးဖို့ ဘုရားသခင်ကိုဆုတောင်းပြုံအဲ့ဒီဆုတောင်းချက်အားဖြင့်စတင်နိုင်ပါတယ်။ယာကုပ်အခန်းကြီး1အငယ်9မှာသင်တို့တွင်တစုံတယောက်သောသူသည်ပညာကိုလိုလျင်ကဲ့ရဲ့ပြည့်တင်ခြင်းကိုပြုတော်မူမူပဲခတ်သိမ်းသောသူတို့အားစေတနာစိတ်နှင့်ပေးသနာတော်မူသောဘုရားသခင်ကိုတောင်းစေတောင်းလျင်ရလိမ့်မယ်ဆိုထားတဲ့အတိုင်းတဏိဒါမှာဉာဏ်ပညာနဲ့ရှောက်လန်းနိုင်ဖို့ဘုရားသခင်ကိုဆုတောင်းပါဒါကကျွန်တော်တို့တစ်ခုခုလုပ်နေတဲ့အချိန်မှာ စိတ်ထဲကနေဘုရားသခင်ကိုယုံသေးလေးမြတ်ခြင်းနဲ့ဆုတောင်းနေနိုင်ပါလေ။ညာအိယာဝင်ကဏီတိုင်းဆာလန်ကျန်ဓမ္မမုတ်တုတ်တန်ကျန်တခုခုကိုဖတ်ပြီးတော့ဆင်ခြင်ဖို့စိတ်လုံးထဲမှာလည်းပဲပြထန်ထားပါ။တချို့ကတူတူနဲ့ဖတ်နိုင်ပြီးတော့ကြာမြင့်မှာတော့မဟုတ်ပါဘူး။ဒါကတော့ကျွန်တော်တို့အိပ်ပျော်နေချိန်မှာဘုရားသခင်ရဲ့နှုတ်မွဲ့စကားတော်ကိုကျွန်တော်တို့စိတ်ထဲမှာတည်နေစေဖို့အတွက်နီလန်ကောင်တစ်ခုပဲဖြစ်တယ် ီအကြံဉာဏ်နဲ့နီလန်းတွေကကျွန်တော်တို့ကိစ္စများမြောင်နေတဲ့အချိန်မှာအထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်အနေနဲ့အမြဲတမ်းအလုတ်များနေကြတာတော့မဟုတ်ပါဘူးအလုတ်များမနေတဲ့နေ့ရက်အချိန်တွေမှာတော့ဘုရားသခင်နဲ့တည်တည်ချာချာအချိန်ယူနိုင်ကြတဲ့အခါအချင်းယူဖို့မပြတ်ကွက်ဖို့လဲအရေးကြီးပါတယ်ကျွန်တော်တို့အသက်တာကိုဘုရားသခင်နဲ့ဆက်လက်ပြီးတော့ရှောက်လန်းနေတာနဲ့အများဘဝအသက်တာက ဘုရားသခင်အားဖြင့်အောင်မြင်ခြင်းတုန်နေမှုမဖြစ်သွားနိုင်တဲ့အတွက်ဒီအလိအထကိုစောစောအစာပြုတ်လှုပ်ဆောင်နိုင်ခြင်းကအကောင်းဆုံးပဲဖြစ်တယ်။ဘုရားသခင်နဲ့ကိုရောရတမတရားကို နေ့စဉ်စိတ်ဆွဲမှတ်ထားနေဖို့အတွက်ကျွန်တော်တို့ဘဝအတ္တတာတလျှောက်လုံးကျွန်တော်တို့လှုပ်ဆောင်ပေးမယ့်အတ္တလိုနိလန်းတွေကိုအသုံးပြုနိုင်ပါလေ။ကျွန်တော်တို့သခင်ယေရှုခရစ်တော်ကယောဟန်အခန်းကြီး15အငယ်9မှာငါသည်စပြည့်နယ်ပင်ဖြစ်၏သင်တို့သည်အခက်များဖြစ်ကြ၏ အကျဉ်သူသည်ငါ၌တည်၍ငါသည်လည်းသူ၌တည်၏ထိုသူသည်များစွာသောအတိကိုတည်တတ်၏ငါနှင့်ကွာလျင်သင်တို့သည်အပေအမှုကိုမြမတတ်နိုင်ကြလို့ပြောထားပါတယ်။ဂျာနာဆင်ခြင်ခဲ့တဲ့သူတိုင်းဘုရားသခင်ကို အချိန်ပေးဖို့မပြတ်ကွယ်ဖဲဘုရားသခင်နဲ့အတူအစဉ်အမြဲမကွဲမကွာနှုတ်ကပတော်အဖြစ်အသက်ရှင်နေခြင်းကြောင့်တည်ကြည်တဲ့အတိများစွာတည်ပြီးတော့ယုံကြည်ခြင်းတိုးပွားပြည့်စုံနေတဲ့အသက်တာအဖြစ် ပြသခင်ကဆက်လက်ကောင်းချီးပေးပို့ဆောင်ပေးနေပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆောအပ်ပါသည်